ထိုင်ဝမ်ပြည်နာဟာပြည်တွင်းရေးဖြစ်ပြီးပြည်ပဆွေဖက်မှုကိုတင်းကြီးမခံဘူးလို့တယောက်ပြောထိုင်ဝမ်ကျွန်းဝန်းကျင်မှာလှုပ်ရှားမှုတွေကစံတက်မှတ်ချက်ဖြစ်လာခဲ့တယ်လို့တယောက်စစ်တပ်ပြောရေးဆိုခွဲရှိသူကတရားဝင်ဝန်ခံလိုက်ပါတယ်ထိုင်ဝမ်အနာယာ DPP ပါတီဟာခွဲထွက်ရေးရန်စမှုတွေအရှိန်မြှင့်နေတယ်လို့တယောက်စစ်တပ်ပြောရေးဆိုခွဲရှိသူဝူချင်းအားကိုကပြီးနိုင်ငံပိုင် CCTV ရုပ်တံဌာနကဖော်ပြခဲ့ပါတယ် ထိုင်ဝမ်လွတ်လပ်ရေးရဖို့နဲ့ပြန်လည်ပေါင်းစည်းရေးကိုခုခံဖို့ DPP ပါတီဟာအမေရိကန်နိုင်ငံအပေါ်အားကိုးနေရတယ်လို့၎င်းကဆက်ပြောပါတယ်။ထိုင်ဝမ်ပြည်ထနာဟာတရုတ်ပြည်တွင်းရေးဖြစ်ပြီးပြည်ပနိုင်ငံတွေရဲ့ဝင်ရောက်ဆက်ဖက်မှုကိုတင်းကြီးခံမှာမဟုတ်ဘူးလို့ဝူဂျင်းကဆိုပါတယ်။အမေရိကန်နိုင်ငံကစစ်လက်နက်တွေရောင်းချမှုအပအဝင်ထိုင်ဝမ်သို့စစ်ရေးအကူအညီဆက်ပေးနေတာကြောင့်သူ့ရဲ့မှတ်ချက်စကားကအမေရိကန်နိုင်ငံကိုထိန်းချောင်းဖို့အကြိုးပမ်းမှုလို့ရှုမြင်နေကြပါတယ်။ တရုတ်စစ်တပ်ကခွဲထွက်ရေးဝါဒကိုအသံပြန်မှဖြစ်ပြီးထိုင်ဝမ်ကျွန်းဝန်းကျင်ကင်းလှည့်မှုတွေနဲ့စစ်ရေးလက်ကျင့်မှုတွေကဆန်ဖြစ်လာခဲ့တယ်လို့၎င်းကပြောပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းတရုတ်စစ်လေရင်တွေစစ်သည်မော်တွေဟာထိုင်ဝမ်ကျွန်းဝန်းကျင်မှာပိုပြီးကင်းလှည့်လာတာကိုထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကနေ့စဉ်ဖော်ပြပါတယ်။တရုတ်စစ်တပ်ရဲ့ထိုင်ဝမ်ကျွန်းဝန်းကျင်မှာရင်းတို့တော်လှုပ်ရှားမှုတွေကဆန်ဖြစ်လာခဲ့တယ်လို့ကျွမ်းကျင်သူတွေကထောက်ပြပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။